ဟယ်လိုအားလုံးမင်္ဂလာပါဖူဖော်မချင်းကနေကြိုဆိုပါရယ်လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတိုက်စစ်အားပြေဖို့ရှိတဲ့အာဆင်တွေကလက်ရှိအက်တလတီကိုမထွေရဲ့တိုက်စစ်မှုဖြစ်သူဂျူလီယန်အေဗာရက်စ်ပေါ့နော်မန်ချက်စတာစီးတီးကစားမဟောင်းပေါ့ဗျာဒီကစားမပြီးသူကိုခေါ်ဖို့အတွက်တောက်လျှောက်ဆိုသလိုတရင်နေပြန်ပြန့်လာတာတွေကျွန်တော်တို့ရှိတယ်အာဆင်တွေဘက်ကတိုက်စစ်ခေါ်ဖို့ဂျူပန်နဲ့နေရာမှာ ဂျူလီယန်အဘာရက်စ်နဲ့တလက်ရှိတရင်ထွက်လာတယ်လို့ရှိမှလဲဗီတာဂူခရစ်တိုဘာရိုနဲ့တရင်ညကျွန်တော်ထွက်ထားဘူးတဲ့ဆိုတော့ရှိအဘာရက်စ်နဲ့ပတ်သက်တဲ့တရင်ကိုကျွန်တော်ကြည့်ကြည့်ရရင်ဟိုဖာဘရီဇီယိုရူမန်နူကတော့ဗောနော် သူ ပြောထားတာကဟိုဂျူလီယန်အဘာရက်စ်ကိုအက်တလက်တီကိုမထွက်ကမဖြစ်မနေအသင်းမှာဆက်ပြီးတော့ထိန်းထားခြင်းနဲ့ပရီးမီးယားလိဂ်ကကလပ်အသင်းတွေရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့အတွက်စိတ်ဝင်စားနေကြတာတွေလည်းရှိတယ်ဗောအဲ့တော့မန်ချက်စတာစီးတီးကတော့မဟုတ်တော့ဘူးသူကအာဆင်နယ်တို့ဘာလို့အပြင်ဗောနော်လီဗာပူးအသင်းတို့အပြင် အဲ့ဒီပရီးမီးယားလိဂ်ကလပ်တင်းကြီးရဲ့ဘက်ကဂျူလီယန်အေဘရက်အေဘရက်ကိုခေါ်ကျင်ကြတာပေါ့ဗျာဆိုတော့ဒီနေရာမှာပြီးခဲ့တဲ့နေ့ကလည်းကျွန်တော်တို့ဟိုဘယ်လိုပြောလဲ overlap မှာပေါ့နော်ပီအာရီအွန်ရီကဟိုအာဆင်နယ်အတွက်နဲ့ပတ်သက်ပြီးပြောတဲ့အခါမှာလက်ရှိသူ့ရဲ့စိတ်စိတ်ကြိုက်ပေါ့နော် number 9ကစားသမားတွေကတယောက်ကဂျူလီယန်အေဘရက်ပဲပေါ့ဘာလို့လဲဆိုတော့ဘလောက်ပဲ pressure တွေပျော်ပျော်နော်ဒီတုံးတက်တဲ့နေရာတွေမှာဂျူလီယန်အေဘရက်စ်နဲ့ပတ်သက်ပြီးတော့ဘလောက်ပဲပေါ့နော်တွန်းအားတွေပြပြီး အဲဘာရက်ဆာအများကြီးကောင်းအောင်ကစားနေတဲ့ကစားမတယောက်ဖြစ်တယ်ပေါ့နော်တယောက်ထဲလဲကျွန်တော်ဖြစ်အောင်လုပ်နေတဲ့ player လေးဖြစ်တယ် set piece တွေကစားနော်ဂိုးလဲတွင်းနိုင်စွမ်းရှိတယ်လို့လက်ရှိသူတို့တော့သဘောကျတဲ့တိုက်စစ်မှုပါညာဆိုပြီးပြောထားတယ်ဆိုတော့နောက်ပိုင်းမှာ Arsenal နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ထွက်လာတာပဲဒါပေမဲ့လို့ Julian Alvarez ကိုခေါ်ဖို့အတွက်ဆိုရင် Arsenal ပဲဖြစ်ဖြစ် Liverpool တင်မဲ့ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်လုံးဝကိုလွယ်ကူတဲ့အခြေအနေမှာကျွန်တော်ရှိမနေဘူးဘာလို့လဲဆိုတော့ဒီကစားမဖြစ်သူကို Atletico ကိုခေါ်ခဲ့ဒုံးကဈေးအများကြီးပေးခဲ့ရလို့ဗျာ เนาะสรเอาตันยูโรปองตัน80จอลลาร์90 90จอลลาร์ไม่ดีจรเราปี้ได้อ่ะแมนเชสเตอร์ซิตี้ก็นี่อีดีโกก็ขอดาကစားမကလည်းဟိုဒီလောက်ထိပေါ့နော်သူရဲ့အောင်မြင်မှုတွေသူ့ဘဝမှာလည်းအောင်မြင်မှုတွေအတိအကျရပြီးသွားပြီ။ तू မီဝူတဲ့ဖလားဆိုတာကသူ့ career တစ်ချောင်းတွေးကြည့်မရှိတော့ဘူးဗျာ။အဲ့ဒါမျိုးဆိုတော့သူကိုယ်တိုင်ကလည်းပဲဟို backup player တွေဘာတွေ तू မဖြစ်ချင်တော့ဘူး။ကိုယ်တိုင်ပေါ့နော်ပွဲကစားခွင့်ပုံမှန်ရပြီးတော့တောက်ပမဲ့အချိန်ရောက်နေရောက်ပြီဆိုတော့ပုံစံမျိုးကြောင့် तू လည်းပဲ Manchester City လိုမျိုး နေရာပုံမှန်မရတဲ့ကစားကွင်းသိမ့်မရတဲ့အခြေအနေမျိုးကနေသူထွက်လာတာဆိုတော့ပေးလိုက်ရတဲ့ဈေးကလည်း imminent များလွန်းတာပေါ့ဗျာတော်တော်လေးပဲကစားမကအဲ့ဒီဈေးနဲ့တန်အောင် Atletico ကိုခြေသွန်းကပြထားတာဆိုတော့လက်ရှိ Atletico ကြီးကနေခေါ်ဖို့ဆိုရင် number 1ကစားမကိုခေါ်ဖို့က imminent ခဲရင်မယ် number 2ဈေးက imminent မြင့်မယ် Atletico ရဲ့ဘက်ကလည်းဒီပုံစံနဲ့တော့သူတို့လုံးဝလက်လွတ်လိမ့်မယ်လို့မထင်ဘူးအကယ်လို့ခေါ်တော့ငါတန်း80ပေးခဲ့ရပြီးတော့ ကစားမကခြိသွန်းတအားပြနေတယ်သူတို့အတွက်လည်းအကျိုးပြုနေတယ်ဆိုရင်အဲ့ဒီနေရာကိုနောက်တစ်ယောက်နဲ့ပြန်အစားထိုးဖို့အင်မတန်ခဲရင်တယ်ဆိုတော့သူတို့အနေနဲ့တန်းတရာနဲ့ကိုလက်လွတ်ပါမလားတရားနော်တစ်ဆယ်နဲ့ကိုသူတို့လက်လွတ်ပါမလားအဲဒါမှမဟုတ်ကျွန်တော်ရှိသေးတာတရားတာတစ်ခုကတော့အာဆင်နယ်ကိုကျွန်တော်လီဗာပူးတင်းကောတန်းတရာတွေဘာတွေနဲ့တော့ကျွန်တော်အေဗာရက်ကိုပေးပြီးတော့ခေါ်မှာမဟုတ်ဘူးတန်းတရာမှမရရင်ဂျူလီယန်အေဗာရက်ကိုအက်တလတီကိုမတ်ထွက်ကလည်းရောင်းနိုင်မယ်လို့ကျွန်တော်မထင်ဘူး တန်းရှိစင်နဲ့ဝယ်ရတဲ့ကစားမကိုတစ်နှစ်အတောအတွင်းမှာတန်း20လောက်မြက်တယ်ဆိုတာတော့မဆူဘူးပေါ့နော်။ဒါပေမဲ့လို့သူ Everest နဲ့ပတ်သက်လို့ရှိရင်ဒါကစားမကအသင်းတွက်လည်းအဆင်ပြေနေတာဗျာ။ဆိုတော့ Liverpool တင်းတို့ Arsenal တို့ဆိုတာမျိုးကလည်းအတန်းတရာပေးတယ်ဆိုတာကစားမတရက်ကို imminent ရှားတယ်ကိုနော်။အဲအလက်ရှိ Arsenal ဆိုလို့ရှိရင် Rice ကိုပေးတယ်။နော် Liverpool တင်းဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့တန်းတရာနီးပါးပေးရတာဘယ်သူရှိတယ်လဲလောလောဆယ်မှာဟိုပေးပြီးတော့ခေါ်ခဲ့ဖို့ခေါ်ခဲ့တာတွေကမရှိသေးဘူးဗျာ။အမှန်တမ်းပြောရရင် နော်ဈေးကြီးဆုံးဆိုလို့ရှိရင်အလစ်ဆန်တို့ကျွန်တော်တို့ဒါဘန်ဒိုက်တို့လောက်ပဲကျွန်တော်ရှိသေးတာဒါကြောင့်မနော်ပရီးမီးယားလိဂ်အသင်းကြီးကတော့ဂျူလီယန်အေဗရက်စ်ကိုအမှန်ကန်ပြန်ပြီးတော့စိတ်ဝင်စားလာကြပြီပေါ့လေဒီနေရာမှာအာဆင်နယ်နဲ့ပတ်သက်ပြီးတော့ပြောရင်အာဆင်နယ်ဘက်ကတော့ဟိုဂျူလီယန်အေဗရက်စ်ကလုံးဝ quality striker ပါတော်တော်ကောင်းတဲ့တိုက်စင်မှုပါအဲမဲ့လို့အာဆင်နယ်အာဆင်နယ်အနေနဲ့ဒီထက်ပိုပြီးတော့ဗောနော်တို့တို့ဒီ center forward ဆန်တဲ့တိုက်စင်မှုမျိုးကိုတို့ကပိုပြီးတော့လိုတာဂျူလီယန်အေဗရက်စ်က9ဘီ9လား9ဘီ8လားပဲမသိဘူးရှိတာဗျာ အာဒီတာအနေနဲ့ဒီကစားမဖြစ်သူကိုသူအဲ့လောက်ကြီးထိသဘောကျပါမလားတခုရှိတာကဟိုဘယ်လိုပြောမလို့အာဒီတာကအမြင်ဘောတွေဘာတွေ physical ဘိုင်းတွေအရန်အားတာခြင်းနဲ့တည်းမှာပါတယ်ကစားမတွေကိုအဲကြောင့်လည်းပဲသူနောက်ပိုင်းခေါ်ခဲ့တဲ့ကစားမတွေကိုကျွန်တော်ပြင်ကြည့်ရင် physical ဘိုင်းတွေဘာတွေကဘာမှပြောစရာမလိုဘဲနဲ့ပေါ့နော်လုံးဝတော်တော်ကြီးကိုအချိန်ကြီးကောင်းနေတာဆိုတော့တိုက်စစ်မှုနေရာမှာဟိုအဲ့လိုမျိုး Julian Alvarez လိုကစားမမျိုးကိုတော့အာဒီတာကအဲ့လောက်ကြီးကြီးသဘောကျတဲ့နေရာမှာပါတယ်လို့ကျွန်တော်မထင်ဘူးသဘောကျတဲ့နေရာမှာပါတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် ဟို average ကိုကျွန်တော်ကြည့်တော့လေဟို striker စစ်စစ်ပြည့်လေသူကစားနိုင်စွမ်းရှိတဲ့တယ်မှာပါတယ်ဒါပေမဲ့လို့သူကဟိုထားပါတော့ shadow striker ပုံစံမျိုးကစားတာမျိုးတို့เนาะပြီးလို့ရှိရင် second striker ပုံစံမျိုးကစားတာမျိုးတွေ center forward စစ်စစ်ဆိုတာတဲ့ center forward ရဲ့နောက်မှာအနီးကပ်ကစားတာမျိုးတွေကိုပဲအများကြီးပိုကောင်းနေကစားမှာဗျာဒါကြောင့်လီဗာပူးတို့ဘာလို့မှတော့အစီအပြေကောင်းပြီမှာပေါ့လေလီဗာပူးတို့ဘာလို့မှတော့ဒါပေမဲ့အာဆင်နယ်လက်ရှိသွားနေတဲ့ပုံစံတွေကဂျူလီယန်အေဘာရက်စ်နဲ့ဂျာနေမှာကိုက်ညီမှုရှိရတယ်လို့ကျွန်တော်မထင်ဘူး အာဒီဒါကိုယ်တိုင်ကတော့မန်ချက်စတာစီးတီးကစားမဟောင်းတွေကိုခေါ်နေတာပဲအမှန်ကန်ဆိုလဲရှိမှာဂျူလီယန်အေဗာရက်စ်ကလည်းအာဆင်နယ်အမှန်ကန်ကျူးပန်းလာတဲ့ကတယောက်ဖြစ်လာမလားပီတာဂျူခရက်စ်နဲ့ပက်ဒရိုသတင်းတွေလည်းကျွန်တော်ထွက်နေတယ်အာဆင်နယ်ဘက်ကတော့ဇီးနှုံရကျွန်တော်ကြည့်ရင်ကိုပဲအေဗာရက်စ်ဆိုတာထက်ပေါ့နော်ဂျူခရက်စ်ကိုခေါ်ဖို့အတွက်ကျူးပန်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အာဆင်နယ်တင်းရဲ့ပရိသတ်ဒီနေ့နော်ဂျူလီယန်အေဗာရက်စ်ကိုအာဆင်နယ်ရအောင်ခေါ်ဖို့ကျူးပန်းတင်တယ်လို့ထင်ကြလားခုနကပြောလို့ပဲအက်တလက်တီကိုကဝယ်တော့ငါတန်း80ကျော်ပေးခဲ့ရတဲ့ကစားမကို တန်းတရာလောက်မရရင်တော့ရောင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ညီကလေးတို့အနေနဲ့ရောဒီအပြောင်းအရွှေ့ဖြစ်နိုင်စွမ်းရှိတယ်လို့ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။